နိုင်ငံကျော်ထိတ်တန့်မင်းသမီးကြီးနှစ်ယောက်ရဲ့အလှကိုမိမိသွားစေတဲ့အထိလှပလွန်လို့အခုလိုအများချီးကျူးခံနေရတဲ့ယွန်းအဒီလိုမို့လူပြိုတဲ့အလှပတွေကထိတ်တန့်မင်းသမီးကြီးတွေလိုက်လို့မမီနိုင်ဘူးဆိုတော့မင်းသမီးလေးယွန်းအဒီလိုမို့ကတက်သေးပါပဲနော်အခုမြင်နေရတဲ့ကြော်ညာလေးထဲမှာဆိုရင်တော့နိုင်ငံကျော်ထိတ်တန့်မင်းသမီးကြီးနှစ်ယောက်ပတ်ဝန်းကျင်တာတောင်မှမင်းသမီးပေါင်းစပ်လေးယွန်းအဒီလိုမို့ရဲ့လှပမှုတွေကပို့ပြီးတော့ထင်ရှားစွာတွေ့မြင်နေရပါတယ်အခုဆိုရင်တော့ယွန်းအဒီလိုမို့ကမြန်မာနိုင်ငံကိုပြန်လာပြီးအမှုပညာအလုပ်တွေမှာအောင်မြင်အောင်အခြေချလှုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်သူမရဲ့ငွေရွယ်မှုပြိုနေတဲ့အချိန်တွေကတချို့ကတော့ ရှိတဲ့နေရာမှာကုံဆုံခဲ့မိတာကြောင့်လက်ရှိမှာနှစ်ဆောက်ပို့ပြီးတော့စူးစမ်းသွားမယ်လို့ဆုံးဖြတ်ချက်ချထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာအမှုပြနာလောကမှာကြော်ငြာတွေပြန်လည်ရိုက်ကူးပြီးစူးစမ်းနေတဲ့မင်းသမီးလေးယွန်းအတီလိုမျိုးကအခုဆိုရင်တော့ထိတ်တမင်းသမီးနှစ်လက်နဲ့အတူကြော်ငြာရိုက်ကူးခွင့်ရရှိသွားပြီဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးအကယ်ဒမီမင်းသမီးကြီးအင်ရာကျော်စင်နဲ့အတူအောင်မြင်မှုတွေထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ဝိုင်းရမင်းသမီးကြီးမွေကိုရုံးနဲ့အပြိုင်ရွှေဆိုင်ကြော်ငြာကြီးတစ်ခုကိုလက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။အဲ့ဒီရွှေဆိုင်ကအရင်ကြီးနာမည်မကြီးပေမဲ့သူတို့ရဲ့ရွှေဆိုင်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့လူတီများလာ ောင်အခုလိုမတူညီတဲ့အလားပါတွေပိုင်ဆိုင်ထားတဲ့မင်းသမီး၃ယောက်ကိုဖိတ်ခေါ်ပြီးတော့ကြော်ညာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီကြော်ညာလေးထဲမှာမတူညီတဲ့အရွယ်၃မရဲ့မတူညီတဲ့အလားပါတွေကိုတစုတစီနဲ့တွေ့မြင်ခန်းဆန်းရစီမှာဖြစ်ပါတယ်။မင်းသမီးကြီးအင်ရာဂျိုဆီယာဆိုရင်တော့အရန်ကိုတင်ငင်ရင်ကျက်တဲ့စစ်တေရှိတဲ့အလားပါမှုကိုပိုင်ဆိုင်ထားပါတယ်။ဝိုင်းရင်မင်းသမီးမိုဟေကိုကတော့တမိုထူးကြတဲ့အလားပါတွေနဲ့လူကြိုက်များနေစေပါရှင်။ဒါပေမဲ့လည်းဘလောက်ပဲနာမည်ကြီးပြီးဘလောက်ပဲလှပပါရဲဆိုတဲ့ဒီမင်းသမီးကြီးတွေကိုတော့မှမင်းသမီးလေးရုံးဝင်ဒီလိုမျိုးရဲ့ငရွယ်နှုတ်ပြုံမှုတွေကိုမရှင်နိုင်ခဲ့ပါဘူး။ဒီကြော်ညာထဲမှာ ါဆိုရင်မြမရွေးရရှိခဲ့နန်းတွင်းဒလိအတိုင်းမြမဆန်ဆန်ဝတ်စားတွေဝတ်ဆင်ထားပြီးတကယ်နန်းတွင်းကဘယံမကြီးတွေလို့စစ်တေရှိလှပတဲ့အပြင်စင်နဲ့ရိုက်ကူးထားခဲ့တာပါ။ဒါပေမဲ့မင်းသမီးကြီးအင်္ဂလာဂျိုစင်နဲ့မွေကိုရီအလှပမှုတွေကမဲတော်ကြီးမိဖုရားကြီးတွေလို့အနေအချားကိုရောက်ရှိသွားပြီးယွန့်ကြည်လူမှုကတော့တကယ်ဆက်ဆောင်မင်းသမီးလေးတက်လက်လို့တောက်ပနေတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။တယောက်ချင်းဆိုရင်တော့အကောင်လုံးကအလှကိုစီရှိကြတယ်ဆိုပေမဲ့အခုလို၃ယောက်ဆုံးတွေ့ပြီးတော့နှိုင်းရှင်ကြည့်လိုက်တဲ့အခါယွန့်ကြည်လူမှုရဲ့အလှကြရတွေကပူပူတတထင်ရှားစွာတွေ့မြင်လာခဲ့ရပါတယ်။ဝါနုသေးတဲ့ င်မင်းသမီးလေးဆိုပေမဲ့ထိတ်တန့်မင်းသမီးကြီးတွေကိုတော့ဖုံးလန်းသွားစီနိုင်တဲ့လှပမှုတွေပိုင်ဆိုင်ထားတာကြောင့် UNG လူမျိုးရဲ့အလှကျင်းရတွေကတော့တကယ်ကိုအံ့ဩလောက်စရာကောင်းပါတယ်။ဒီကြော်ညာထဲမှာဆိုရင်ဝတ်စားစီရင်မှုကလည်းသူမနဲ့အရန်ကိုလိုက်ဖက်ပြီးတော့အလှကျင်းရတွေအကုန်လုံးကိုချပြနိုင်တာကြောင့်လည်းပေါဝင်ပါတယ်။ရှေခေမင်းသမီးလေးတပားလို့တောက်ပွားတဲ့အရှင်ဝါးလေးနဲ့ပြည့်စုံနေတဲ့ UNG လူမျိုးကိုပရိသတ်တွေကတော့ပို့ပြီးတော့သဘောကျနေတာကြောင့်ဒီရွှေဆိုင်ကြော်ညာကတော့အရန်ကိုပေါက်သွားခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ကားကြီးတွေပြန်မြင်ရသေးပဲကြော်ညာလေးတွေလက်ခံရိုက်ကူးနေတဲ့အချိန်ခဏလေးကြွမှာတခြားနာမည်ကြီးမင်းသမီးတွေ ရဲ့အောင်မြင်မှုတွေကိုလည်းကြော်တက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ထိတ်တန့်ကျော်နာဗီယမကြီးထက်ထမူရဲ့နေရာကိုဆက်ခံပြီးကျော်နာဗီယမလေးဆိုပြီးတော့လည်းချီကျူးနေကြသလိုအခုလည်းအင်ဒရာဂျိုစင်းနဲ့မွေးကိုတို့ကိုအလှတရားတွေနဲ့အနိုင်ယူသွားခဲ့ပြန်ပါပြီ။ဒီကျော်နာလေးကဝိုင်းရင်ထိတ်တန့်မင်းသမီးကြီးနှစ်ယောက်ပတ်ဝန်းလို့အောင်မြင်နေဆိုတာချက်မင်းသမီးလေးယွန်းဝင်တယ်လို့မို့ကြောင့်ပို့ပြီးတော့လူကြိုက်များအောင်မြင်တယ်လို့တောင်ပြောလို့ရပါတယ်ရှင်။တကယ်ကိုတော်ဝင်စန်းနဲ့အလှတရားတွေနဲ့ထိတ်တန့်မင်းသမီးနှစ်ယောက်ကိုမှိမ့်မိန်သွားစေတဲ့မင်းသမီးချော်လို့ယွန်းဝင်တယ်လို့မို့ရလှပမှုကြီးကိုပြည်သက်ကြီးတို့ရောဘလိုမျိုးများချီကျူးဖွဲ့ဆိုခြင်းကြလဲဆိုတာပြ 你别急着走，先。